ရာသားတို့ရည်စမ်းရှင်ကိုဒီလိုပြတ်တက်ချင်တာဒီလိုပြတ်တက်ချင်ရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးမင်းမင်္ဂလာပါခင်ဗျာဇီဝဂိမင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ရီဆန်းရှင်ရဲ့ဘဲရာလားဒါမှမဟုတ်ငူတုံကပဲရီဆန်းရှင်ဘဲမှာထည့်ပစ်လိုက်တာလားမသိလောဆယ်ဖြစ်နေတဲ့ ဒီဇိုင်းရှင်းကိုတခါခုတ်ရင်ပတ်စင်တစ်ချက်ဖြစ်နေတဲ့ပုံစံမှာကျွန်တော်တူတူရီယယ်တွေလောက်လို့မင်းကဘယ်လောက်သိလဲဆိုတော့မေးတဲ့ဘရာသားတို့ကိုဒီဇိုင်းရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမှားခံပါတယ်ဗျာ။ဘာလို့ဆိုတော့ကျွန်တော်ဒီဇိုင်းရှင်းကိုပွဲအများကြီးဆော့တာလို့ပဲဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်တူကြည့်လိုက်အောင်။ပထမဆုံးကျွန်တော်တို့ဒီလိုပတ်စင်တစ်ချက်ဖြစ်တဲ့ပုံစံကိုလုံးမယ်ဆိုတော့ကျွန်တော်ဒီလိုအကွက်လေးကိုကျွမ်းကြောင်ထိုင်းတော့ပူကောင်းမတင်ပါနဲ့။ကဲကျွန်တော်ဒီလိုပဲ customer ခဏထွင်လိုက်အောင်။ ကဲ brother တို့ဒီပုံစံရပြီဆိုရင်တော့ arrow you ပြီးရင် scale 1 2မမြန်လုံးမနှေးလုံးပေါ့အဲ့လိုတုံးလိုက်တာ ਨੇ သူကရတော့မှဖြစ်ပါတယ်ဘာသာတို့ data ပို့ပြီးကြောင်းညင်းနေဆိုရင်တော့ဒီကွက်ကိုပဲ brother custom မှာခဏခဏစမ်းကြည့်ပါဒီလိုခဏခဏစမ်းကြည့်ပါများရင်ဒီကွက်တွေကတနေရင်မလာပါလိမ့်မယ်ကဲအဲ့ဒါမှကျွန်တော်တို့ ရောင်းနေမှာရော classic တွေမှာပါစကေးပြလို့ရမှာပဲဖြစ်ပါဒီကွက်က pattern မှာပဲရရလားဆိုတော့ပြောနေတယ်ဘာသာတွေကိုပြောပြပြချင်းနဲ့ဘာသာတွေကြွမ်းကျင်မှုနဲ့ဒီကွက်ကို run နေမှာရော classic မှာရောစကေးပြလို့ရတယ်ဒီကွက်က enemy hero တွေကိုတတ်တဲ့အခါမှာစားကြွမ်းကျင်မှာတုံးရတယ်ဆိုပေမဲ့ဘာသာတွေကိုဗတ်တွေစားတဲ့အခါမှာပွမ်းမြအောင်ဒီကွက်တွေကိုရောတုံးရပါတယ်โอเคအဲဒါဆိုရင်အားလုံးလည်းဆင်မြင်ကြပါစေဗျာတတား